လူသားအားလုံးငွေရှားနေကြပါတယ်ဖေ။သို့ပေမဲ့ငွေကိုသုံးဖို့ရှာတာလားရှာဖို့သုံးနေတာလားဆိုတာကို မဝေခွဲနိုင်ကြပါဘူး။သို့ပါ၍အကျယ်တဝန့်ရှင်းပြပေးပါအောင်ဖေဆိုပြီးတော့ကိုအောင်သူဆိုတဲ့အကောင့်ပိုင်ရှင်က အတွေးအမြင်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့လာတယ်။ဒီမေခွန်းကမသိလို့တော့လေ ဟုတ်မယ်မထင်ပါဘူးအားလုံးလဲသိကြလိမ့်မယ်လို့ထင်ပါတယ်တကယ်တော့ငွေကိုသုံးဖို့ရှာတာပဲ ဖြစ်တင်ပါတယ်ရှာဖို့အတွက်သုံးနေတယ်ဆိုတာကအတိတ်ပဲရှိလာတယ်မဟုတ်ပါဘူးငွေဆိုတာလူမှန်ရင်ငွေရှာချွေတာစွာသုံးဆွဲသေးရမှာငွေမပါတော့လေလဲသူကိုတွဲထူဆွဲပြီးတော့ဥဒုံနဲ့လဲကြရမယ်ဆိုတာ းပို့လေးတစ်ခုမှပြောခဲ့ဘူးတယ်။ဟုတ်ပါတယ်။လူတွေရဲ့စာဝတ်နေရေးကျန်းမာရေးကိုသုံးစွဲနိုင်ဖို့ကငွေလို့သတ်မှတ်ခဲ့တော့စာဝတ်နေရေးကျန်းမာရေးဆိုတဲ့အရေးတွေရှိနေတဲ့သူတိုင်းဟာငွေရှာကြရမှာပါပဲ။ငွေရှာရခြင်းရဲ့ရည်ရွယ်ချက်လို့ပဲပြောရမလား။ငွေရှိလာပြီဆိုရင်ဒီအကျိုးတရားတွေရဖို့အတွက်သုံးကြရမယ်။ ငွေရှာပြီးရင်ငွေဟာအတ္တနာသူခေတိပိနေတိကိုစာဝတ်နေရေးကျမ်းမာရေးကုသိုလ်ရေးကိုစိတ်နှပါကျမ်းမာချမ်းသာရေးအတွက်သုံးစွဲဖို့ဖြစ်တယ်မာတာပိတရောသူခေတိပိနေတိမိဘတွေရဲ့စာဝတ်နေကျမ်းမာရေးချမ်းသာရေးအတွက်ဆိုသုံးရမယ်ဗုဒ္ဓဒါရဒါသကမ္မကရပောရိသေးသာသမိဇနီမယား အလုံသမားတွေရဲ့စားဝတ်နေကြမှာရေး ချမ်းသာရေးအတွက်ဆိုသုံးရမယ်မိတ္တာမိတ်ဆွေသူခေတီပီနေတီမိတ်ဆွေခင်မွန်းတွေအတွက်လဲသုံးသင့်ရင်သုံးရမယ်အာဘရာသူဘောဂေဟိပရိယောဒါယဝတ္တိသွတ်ထိန်အတ္တနာကရောတိကိုမှာဘေးရန်အန္တရာယ်ဖြစ်ပေါ်လာတဲ့အခါငွေနဲ့ပိတ်ဆို့နိုင်ရင်ပိတ်ဆို့ဖို့တားဆီးဖို့သုံးရမယ်ကိုကိုကိုဘေးရန်မရောက်အောင် အန္တရာယ်တွေမကြောက်အောင်ကိုယ့်ကိုယ်ကိုချမ်းသာအောင်ပြုလုပ်ဖို့ငွေကိုသုံးရမယ်။အဲ့ဓာရီအတွက်သုံးရမယ်။ဩဒဂိကံသောဝဂိကံတမနာပြမနေသူကုသိုလ်ကောင်းမှုတွေလုပ်တဲ့နေရာမှာသုံးသိရင်သုံးရမယ်။အဲ့ဒါလို့ငွေရဲ့ကောင်းကျိုးတွေကိုအသုံးပြုရမယ့်နေရာတွေကိုဖယားကအလင်းတင်တယ်လို့ညွှန်ပြခဲ့တာတွေရှိပါတယ်။ငွေဆိုတာအတူချုပ်ပြောရရင် လူဘဝယက်ဒီရှင်သန်ရေးစားရေးဝတ်ရေးနေရေးကျမ်းမာရေးစတဲ့အရေးတွေမှာသုံးဖို့အတွက် ရှားဖွေစုဆောင်းကြရတယ်လို့မြင်ပါတယ်။ဒါကြောင့်ငွေဟာသုံးဖို့အတွက်ရှားရတယ်။ဘယ်နေရာတွေမှာသုံးရမှာလဲဘဝယက်ဒီရှင်သန်ရေးစားဝတ်နေရေးကျမ်းမာရေးပညာရေးမိသားစုအရေးစတဲ့နေရာတွေမှာသုံးရပါတယ်။ ကြိုးစားရှာပြီးခြွေတာသုံးရမယ်ဆိုတဲ့လမ်းညွန်စကားတွေလည်းရှိတယ်မဟုတ်လားငွေဟာရှာဖို့အတွက်သုံးနေရတာ မဟုတ်ပါဘူးရှာဖို့အတွက်သုံးနေရတာဆိုတဲ့စကားကတော့အတိတ်ပဲကိုဖော်လို့ရနိုင်မယ်မဟုတ်ပါဘူးသုံးတာကအရင်ဖြစ်နေပြီးရှာလို့ကိုမလောက်နိုင်ဘူးဆိုရင်တော့လေအဲ့ဒီလူဟာဘဝမှာမငြိမ်းချနိုင်ဘူးမကြည်ပွားနိုင်ဘူးတကယ်တော့လောကမှာငွေရှာရတာဟာလွယ်တဲ့အလို့မဟုတ်ပါဘူး လူတိုင်းကအလူရက်ရှားနေကြရတဲ့ဆိုရင်မှားမယ်မထင်ပါဘူးငွေရဖို့အတွက်တတ်ကြဖြတ်ကြကိုးကြလူကြနဲ့လူအသက်ထက်တောင်တန်ဖိုးထားနေကြတဲ့သူတွေရှိတယ်လို့ဆိုရင်လဲမှားနိုင်မယ်မထင်ဘူးတချို့ကရှားဖို့အတွက်သုံးနေကြတာမဟုတ်ပေမဲ့သုံးနာတွေဖြုံးနာတွေများနေလို့ရှာလို့မလောက်နိုင်တဲ့ရှာလို့ကို မပြီးနိုင်တဲ့လူတွေအများပြားပဲ။ မရှာရသေးခင်က ကြိုးတုံးထားကြတဲ့သူတွေပေါ့တချို့ကငွေကို မရှာရသေးခင်က အတိုးတွေနဲ့ငွေတွေကို ကြိုးတုံးထားကြတော့နောင်ကိုရှာလို့ငွေရလာတဲ့အခါအဲ့ဒီငွေဟာကို့အတွက်ကြီးမဟုတ်တော့ဘဲသူများအတွက်ပါရှာရသလိုဖြစ်လာကြတယ်ဒါကြောင့်စကားလေးတစ်ခုလည်းကြားဘူးထားတယ်လူကငွေကိုရှာနေရတဲ့အချိန်မှာငွေကိုမဖြုံးပါနဲ့ငွေကငွေကိုရှာနိုင်တဲ့အချိန်ကြမှာ လူကငွေကိုသုံးပါတောင်၄00ရှိလို့ခြေတောင်၄ချောင်းရှိတဲ့ငွေကိုခြေတောင်၂ချောင်းနဲ့ရှိတဲ့လူကလိုက်တဲ့အခါမှီဖို့မလွယ်ဘူးတောင်၄00နဲ့ခြေတောင်၄ချောင်းရှိတဲ့ငွေကိုခြေတောင်၄ချောင်းရှိတဲ့ငွေကလိုက်မှာပဲပြီးနိုင်တာတဲ့နောက်ဧကေနဘောဂံဘုံစီယကို့မှာရှိတဲ့ငွေရဲ့၄ဘုံတဘုံကိုပဲသုံးစွဲပါတဲ့ ဒွိဟိကမ္မံပယောစီကိုမာရှိတဲ့ငွေရဲ့၄ပုံ၂ပုံကို အလုတ်အတွက်ယင်းဤမြုပ်နှံရမယ်လို့ဆိုတယ်စတုတ်တင်စအနိဒာပေယနောက်ဆုံးကြံတဲ့၄ပုံ၃ပုံကိုလည်းလူရမေရခြေဆောင်လက်ဆောင်တင်ထားရမယ်တဲ့အမှားအယွန်းအခက်အခဲရှိရင်ရှိနေဖို့ပါပဲဒါကြောင့်ငွေဟာစနစ်တကျရှာတတ်ဖို့စနစ်တကျသုံးတတ်ဖို့ဆိုတာအလွန်အရေးကြီးတယ်လို့မြင်မိတယ် ဟနန်တိဘောကဒုံမီတံလူမိုက်တီကိုငွေကတက်ပြစ်တတ်တယ်ဘောကတနာယဒုံမီတော်လူမိုက်တွေမှာသူတို့ရဲ့စိတ်သူတို့ရဲ့အသိမှာငွေဆိုတာတခုပဲသိနေကြတော့ငွေကိုသုံးကျင်နေတာပဲသိနေရှိနေညှိနေကြတော့ဟန်တိအင်ကြီးဝအတ္တနာအဲ့ဒီငွေကိုသုံးကျင်နေတဲ့စိတ်ကအဲ့ဒီလူမိုက်တွေကိုရော ဝန်းကျင်ကိုရောဒုက္ခပေးတတ်တယ် တတ်ပြစ်တတ်တယ်ပေါ့ဒီအဆုံးမလေးဟာငွေမရှိလို့ဆင်းရဲဒဏ်ကိုခံနိုင်ကြပြီမဲ့ချမ်းသာလာတဲ့ဒဏ်ကိုခံနိုင်တဲ့သူကရှားတယ်ဆိုတာလူမိုက်တွေကိုပြောတာပါပဲပြောဆိုမှုကလည်းအတန်ရှေးလာပြီဖြစ်လို့ညီုံချုပ်ချင်ပါတယ်ဘုန်းကြီးနားလေသလောက်ကြာဘူးနာဝတွေ့ဘူးသမျှလေးကိုပြောပြခြင်းသာဖြစ်တယ်တကြက်တပြားအဖြုံများစီဝါပြပြုံးကြလိမ့်မယ်ဆိုတဲ့ကြပြားလေးတပုတ်လေး ရထားဘူးလေတကြတပြားဆိုပေမဲ့သုံးနာများဖြုံးနာများလာရင်ဘဝမှာရှာမပြီးဖွေမပြီးနဲ့ဘဝဟာငွေကြွန်တက်တက်နဲ့ဏီကုန်းချုပ်သွားတတ်တယ်လို့ပြောကြရင်နဲ့ဏီကုန်းချုပ်ချင်ပါတယ်အာလုံးအာလုံးအတိမှန်၍အမှန်ကိုသိမြင်သူများဖြစ်နိုင်ကြပါစေ။